ပေကျင်းမှာစစ်ရုပ်ချုပ်ရေးအမိန့်ထုတ်ပြန်လိုက်ပါပြီ။စစ်သုံးရင်တွေဟာအဝေးပြေးလမ်းမကြီးတွေပေါ်မှာအပြည့်အနှံ့ဖြစ်နေပါတယ်။စစ်မှုထမ်းဟောင်းတွေကိုပြန်လဲခေါ်ယူနေပြီးဝိုင်းရင်ဗိုလ်ချုပ်ကြီးတွေလည်းအစုလိုက်ပြုံလိုက်ဖြုတ်ထုတ်ရှင်းလင်းခံနေရပါတယ်။အရင်ထုတ်လွှင့်ခဲ့တဲ့သတင်းတွေမှာဖော်ပြခဲ့တဲ့အတိုင်းပဲလက်တလောရပိုင်းတွေအတွင်းမှာတရုတ်နိုင်ငံဟာပြည်ရင်းရောပြည်ပမှာပါကြဲကြဲပြက်ပြက်အာယုံဆိုင်မှုကိုခံနေရတဲ့ပုံမှန်မဟုတ်တဲ့စစ်ရေးလှုပ်ရှားမှုအများအပြားကိုတွေ့မြင်နေရပါတယ်။စီချွန်နဲ့ဖူကျန်းပြည်နယ်တွေကနေနိုင်ငံရဲ့မြောက်ပိုင်းကန်ယူရန်ဒေတာတွေထိအဝေးပြေးလမ်းမကြီးတွေတခြား တင်ကားတွေတန်ချက်ကားကြီးတွေထရက်ကားကြီးတွေနဲ့တပ်ဖွဲ့ဝင်တင်ရင်တန်းရှိကြီးတွေကိုတွေ့ရှိခဲ့ရပါတယ်။စစ်သုံးရင်ထောင်ပေါင်းများစွာတပြိုင်တည်းရွေရှားနေတဲ့မြင်ကွင်းဟာမကြုံစဘူးတိုက်ရင်အားစုသီးမှုတစ်ခုပေါ်ပြည်သူလူထုရဲ့စိုးရိမ်ပူပန်မှုကိုမြင့်တက်စေခဲ့ပြီးလူအများပြားကစစ်ပွဲနီးကပ်လာနေပြီလားလို့တွေးတောအံ့ဩနေကြပါတယ်။စီချွန်ပြည်နယ်ဝေချီခရိုင်မှာတော့နိုင်ငံသားတွေဟာလမ်းတွေကိုပိတ်ဆို့နေတဲ့စစ်သုံးထရက်ကားတန်းရှိကြီးတွေကိုဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ထားကြပါတယ်။ဒါဟာနိုင်ပေါင်းများစွာကြားတဲ့ရင်ကျောပိတ်ဆို့မှုတွေကိုဖြစ်စေခဲ့ပါတယ်။ နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုမှာတော့စစ်သုံးရင်ဒါသိမ်းပေါင်းများတာဟာစီထွန်ပြည်နယ်ကတရားတစ်ခုပေါ်ကိုအချိန်ပြင်းပြင်းနဲ့ဖျက်ဆီးသွားတာကိုတွေ့ခဲ့ရပါတယ်။အလားတူမြင်ကွင်းတွေဟာဖူကျန်၊ကျန်းစု၊ကျန်းရှိပြည်နယ်တွေနဲ့ပေကျင်းမြို့ဝန်းကျင်မှာပါဖြစ်ပွားခဲ့ပြီးအဲ့ဒီနေရာတွေကဒေသခံတွေပြောပြကြရာအဝေးပြေးလက်မကြီးတွေဟာတန်ကြပ်ကားရင်တွေတဲယူပို့ဆောင်ရေးထရက်ကားတွေစစ်ဘက်ထောက်မဲ့ရေရင်နှန်းတွေနဲ့ပြည့်နှက်နေတယ်လို့သိရပါတယ်။တချိန်တည်းမှာပဲတရုတ်ဆိုရှယ်မီဒီယာသုံးဆွဲသူတွေကအငိမ့်စားယူသွားပြီးဖြစ်တဲ့စစ်သားတွေကိုရုတ်တရက်ပြန်လဲခေါ်ယူနေကြောင်းသတင်းပို့လာကြပါတယ်။ ယူနီဖောင်းဝတ်ဆင်ထားတဲ့အမျိုးသားအမျိုးသမီးအများပြားညနေတကောင်မှာအမြန်ရထားတွေပေါ်တက်သွားကြတာကိုတွေ့မြင်ခဲ့ရပြီးဒါဟာတာဝန်ပြန်လည်ထမ်းဆောင်ဖို့ပြန်ခေါ်ခံရတာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။တရုတ်နိုင်ငံမှာလက်ရှိစစ်မှုရန်ဟောင်း58တန်းခန့်ရှိပြီးဒီရေတွက်ဟာနိုင်ငံတော်မြတ်မြတ်ရဲ့လူဦးရေထက်တောင်ပိုများပါတယ်။သူတို့ကိုအခုလိုပြန်လည်စုစည်းခေါ်ယူနေခြင်းကထင်ကျေးပေးမှုတွေကိုပိုပြီးကြီးထွားလာစေခဲ့ပါတယ်။အမျိုးသမီးတအူးကသူခင်မွန်းဟာအငိမ့်သားယူပြီး နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာလေ့ကျင့်ရေးအတွက်ပြန်လည်ခုံချင်းခံခဲ့ရတယ်လို့ပြောကြခဲ့ပြီးအွန်လိုင်းပေါ်ကတခြားသူတွေကလည်းသူတို့ရဲ့ဆွေမျိုးတွေဟာဗာရှင်းလင်းချက်မှမရှိပဲအလားတူအမိန့်စာတွေလက်ခံရရှိခဲ့တယ်လို့ဆိုကြပါတယ်ဒီလိုလှုပ်ရှားမှုတွေဟာတရုတ်ကွန်မြူနတီပါတီရဲ့အကြိမ်20မြောက်ဗဟုကော်မတီစရုပ်ထအချိန်မျက်နှာညနာဆုံးကြီးအစည်းအဝေးမတိုင်မီရက်အနည်းငယ်လိုမှဖြစ်ပွားခဲ့တာကြောင့်နိုင်ငံတကာလေ့လာသူတွေရဲ့အထူးအာရုံစိုက်မှုကိုခံနေရပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲတရုတ်နိုင်ငံရဲ့အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တိုတောင်းပေမဲ့တုံ့လှုပ်စရာကောင်းတဲ့ကြေညာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့ဝိုင်းရဲဗိုလ်ချုပ်ကြီးကိုဦးကိုကြီးလေးတဲ့စည်းကမ်းဆိုင်ရာချိုးဖောက်မှုတွေအတွက်ကွန်မြူနစ်ပါတီကနေရောစစ်တပ်ကနေပါထုတ်ပယ်လိုက်တယ်ဆိုတာပါပဲ။ဒီစင်ရဲထဲမှာတရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဩစာအကြီးမားဆုံးပုဂ္ဂိုလ်တချို့ပါဝင်နေပါတယ်။သူတို့ကတော့ပေါ်လစ်ဘယူရိုဖွဲ့ဝင်တဲ့ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌဟာဝေတုံ CMC ဖွဲ့ဝင်တဲ့နိုင်ငံရေးလုပ်ငန်းဌာနညွှန်ကြားရေးမှူးဟောင်းမောင်ဟွာ CMC နိုင်ငံရေးလုပ်ငန်းဌာနအလုံးမှုဆောင်ဒုတိယညွှန်ကြားရေးမှူးဟောင်းဟဲဟုံကျွင်း CMC လက်အောက်ရှိပူရဲဆက်စင်ရေးကုတ်ကဲမှုစင်တာရဲ့အလုံးမှုဆောင်ဒုတိယညွှန်ကြားရေးမှူးဟောင်းဝေါင်ရှုပင်နဲ့အရှေ့ပိုင်းစစ်တိုင်းကြီးဌာနချုပ်တမှုဟောင်းလင်းရှမ်းရန်ကြီးတက်တက်ဖွဲ့ရဲ့နိုင်ငံရေးကော်မရှင်နာချင်းရှုထုံရေးတက်ရဲ့နိုင်ငံရေးကော်မရှင်နာဟောင်းရွမ်းဟွာကြည်ဒုံးတက်ဖွဲ့တက်ဖွဲ့တမှုဟောင်းဝေါင်ဟိုပင်ပြီးတော့ပြည်သူလက်နက်ကိုင်ရဲတပ်ဖွဲ့တမှုဟောင်းဝေါင်ချွမ်းနန်တို့ပဲဖြစ်ပါတယ် ဒါကိုစေတုနှစ်ပေါင်းများစွာအတွင်းအကြီးအမားဆုံးစစ်ဘက်ဆိုင်ရာဖြုတ်ထုတ်ရှင်းလင်းမှုအဖြစ်သုံးသပ်ဖော်ပြနေကြပါတယ်။အထူးသဖြင့်အဲဒီဂိုးသလုံးဟာသမရရှိချင်းဖြင့်ရင်းနှီးတဲ့မဟာမိတ်တွေဖြစ်ခဲ့ကြလို့ပါပဲ။သုံးသပ်သူတွေကဒီလောက်ရက်ကိုစစ်တပ်ကိုပြန်လည်တက်မှတ်ဖို့ကြိုးပမ်းမှုတစ်ခုအနေနဲ့သာမကတရုတ်ရဲ့စစ်ဘက်နဲ့နိုင်ငံရေးစနစ်အတွင်းကနတ်ဆိုင်နဲ့အကွဲကြောင်းအကွဲမှုတွေရဲ့လက္ခဏာတစ်ခုဖြစ်ပါရှုမြင်ကြပါတယ်။လူသိရှင်ကြားနာမည်ထုတ်ပြန်ထားတဲ့ဗိုလ်ချုပ်ကြီးကိုဦးပြင်အနည်းဆုံးနောက်ထပ်ဝါရင်အရာရှိကြီး၄ဦးလည်း ိတ်တဆိတ်ဖယ်ရှားခံရတယ်လို့သတင်းရင်းမြစ်တွေကဖော်ထုတ်ပြောကြားခဲ့ပါတယ်။လေလာသုံးသက်သူအများပြားကတော့အကျင့်ပြတ်ခြားစားမှုဆိုတော့တရားဝင်အကြောင်းပြချက်ဟာဟန်ပြအကြောင်းပြချက်တစ်ခုတတ်တတ်တာဖြစ်နိုင်တယ်လို့သုံးသက်ကြပါတယ်။တကယ်လှုံ့ဆော်မှုအကြောင်းရင်းကစစ်တပ်အတွင်းမှာပါတီဆန့်ကျင်ရေးအဖွဲ့အစည်းတွေနဲ့ဖွဲ့စည်းတာနဲ့ပတ်သက်နိုင်ပေမဲ့လည်းကျွမ်းကျင်သူတွေကတော့ဒီအချင်းပြတ်ခြားစားမှုတိုက်ဖြတ်ရေးဆိုတဲ့ခေါင်းစဉ်ကိုကွန်မြူနစ်ပါတီအတွင်းနဲ့စစ်ဘက်ဆိုင်ရာအစဉ်အဆက်ကိုကဲမှုအတွင်းကအဓိကကြတဲ့အတွင်းပိုင်းအာဏာချိန်ခွင်ရှာအပြောင်းလဲတွေကိုဖုံးကွယ်ဖို့ အများအမ်းလိုလိုအသုံးပြုလေးရှိကြတယ်လို့မှတ်ချက်ပြုကြပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာလည်းအခုဆိုရင်တိုက်ပွဲမှာကြာဆုံးတဲ့စစ်သားရေတွက်ထက်ဖြုတ်ထုတ်ခံရတဲ့ဗိုလ်ချုပ်ရေတွက်ကပိုများနေပြီလို့အရှုံးဖောက်နေကြပါတယ်။နောက်တစ်ဦးကလည်းတပ်မှုတွေမရှိတော့ဘူးဆိုရင်ဘသူကဆက်တိုက်ခိုက်တော့မှလဲလို့မှတ်ချက်ပေးခဲ့ပါတယ်။တချို့ကတော့ပေကျင်းဟာပုံမိုးဆိုးရွားလာနေတဲ့ပြည်ရင်းစည်းဝေးရေးစည်းဝါးရေးအခြေအနေကနေအာရုံလွှဲနိုင်ဖို့ထိုင်ဝမ်ပြည်ပခဇာလန်တို့ကိုအချိန်ဟုန်နဲ့တိဆောက်ဖို့ကြိုးစားနေတာလို့ယုံကြည်ကြပါတယ်။ ဝေါ်စထရီးဂျာနယ်သတင်းစာရဲ့အဆိုအရလွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်းအဆင့်မြင့်အရာရှိကြီးတွေနဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းတာဝန်ရှိသူ30ကျော်ဟာစုံစမ်းစစ်ဆေးခံရတာဒါမှမဟုတ်ယာရုကနေထုတ်ပယ်ခံရတာတွေရှိခဲ့ပါတယ်။ဒီလိုတိုးပွားလာနေတဲ့ဖြုတ်ထုတ်ရှင်းလင်းမှုလှိုင်းလုံးကြီးတွေဟာတမရရှိချင်းဖြစ်နေတဲ့စစ်တပ်ပေါ်မှာခိုင်မာတဲ့ထိန်းချုပ်မှုဆက်လက်ရှိနေသေးရလားစစ်တပ်ရဲ့တစ္ဆာစောင့်တိမှုအပေါ်မှာရောယုံကြည်လို့ရသေးရလားဆိုတာနဲ့ပတ်သက်ပြီးကြီးမားတဲ့တန်တရားတွေကိုဖြစ်ပေါ်စေပါတယ်။ဒီတော့တွင်မှာပဲနိုင်ငံတကာလေးလာစောင့်ကြည့်သူတွေကဒုတိယဥက္ကဋ္ဌကျမ်းရီရှောက်ကို လက်ရှိစစ်ဘက်ဆိုင်ရာဖွဲ့စည်းပုံပြန်လည်ပြုပြင်မှုတွေရဲ့ဗဟိုချက်ကပုံကိုတူအဖြစ်ထောက်ပြနေကြပါတယ်။ကျန်းယူရှားဟာဝန်ထမ်းအပြောင်းလဲတွေကိုစီမံခန့်ခွဲနေပြီးလက်နက်ကင်တပ်ဖွဲ့တွေအတွင်းမှာသူ့ရဲ့ဩဇာအာဏာကိုပုံမခိုင်မအောင်လှုပ်ဆောင်နေတယ်လို့ဆိုကြပါတယ်။သုံးသက်သူအချို့ကတော့သူဟာဒီလိုတုံးမြင့်လာနေတဲ့နိုင်ငံရေးဆိုင်ရာသဘောထားကွဲလွဲမှုတွေကြားတဲ့ကစစ်တပ်ကိုတည်ငြိမ်အောင်လှုပ်ဆောင်ဖို့ရည်ရွယ်ပြီးလက်ရှိဖြစ်ပွားနေတဲ့ဖြုတ်ထုတ်ရှင်းလင်းမှုတွေရဲ့ပင်တိုင်ပြီးသူကဖြစ်နိုင်တယ်လို့ယုံကြည်နေကြပါတယ်။ တရင်တွေရတော့ရှီတင်ဖင်ရဲ့လွတ်လပ်စွာသွာလာခွင့်ကိုကန့်တက်လိုက်ပါပြီ။သူ့မိသားစုလည်းစုံစမ်းစစ်ဆေးခံနေရပါတယ်။ကျန်းယူရှားကိုစစ်ကော်မရှင်ဥက္ကဋ္ဌဖြစ်ခန့်အပ်ပြီးဟူချွမ်းဟွာကိုတော့သူ့ရဲ့ဆက်ခံသူဖြစ်သတ်မှတ်လိုက်တယ်လို့ဆိုပါတယ်။တရုတ်ကွန်မတီပါတီရဲ့အကြိမ်ထဆင်မြောက်ဗဟိုကော်မတီဇရုတ်ထအကြိမ်မျက်နှာစုံကြီးအစည်းအဝေးကြီးကျင်းပနေပြီဖြစ်ပြီးအာနာရဲ့အမြင့်ဆုံးအဆင့်တွေမှာအဓိကခေါင်းဆောင်ပိုင်းအပြောင်းအလဲကြီးတစ်ခုဖြစ်လာနိုင်တယ်ဆိုတော့ကောလာဟလာတွေပြန့်နှံ့နေတာကြောင့်ပြည်သူလူထုရဲ့အထူးအာရုံစိုက်မှုကိုခံနေရပါတယ်။ပေကျင်းဆိုရာကနှုတ်ဆက်နေပေမဲ့လည်း အစိုးရရန်တရာအတွင်ရောအပြင်ကပါတရင်ချင်းမြေအများပြားကသမ္မတရှိချင်းဖြင့်ရဲ့ဩဇာအာဏာဟာကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရနိုင်ကြောင်းတုံ့တက်ပြောဆိုနေကြပြီးသူဟာဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌရာထူးကိုလက်လွတ်ဆုံးရှုံးရနိုင်တယ်ဆိုတော့ထင်ကြေးပေးမှုတွေလည်းတိုးပွားလာနေပါတယ်အဖွဲ့ဝင်ခုနှစ်ဦးပါဝင်တဲ့စစ်ကော်မရှင်အစ်စ်ကိုဖော်ပြနေတယ်လို့ဆိုကြတဲ့စာရင်းတစ်ခုထွက်ပေါ်လာခဲ့ပြီးအဲ့ဒီထဲမှာကျန်းရီရှားကိုရှီချင်းဖျင်ရဲ့ဖြစ်နိုင်ပွဲရာဆက်ခံသူဖြစ်နာမည်တက်ထားပါတယ်ရေတပ်ဒုတိယဗိုလ်မှူးကြီးဟောင်း ရောင်ချိန်ထံကရရှိတဲ့သတင်းအချက်အလက်တွေအရလက်နက်ကင်တပ်ဖွဲ့ရေတင်းမှာကျယ်ပြန့်တဲ့ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုကြီးတွေကိုအကောင့်အထည်ဖော်နေတာကြောင့်ရှီကျင်းဖင်ဟာဒီမျက်နှာစုံကြီးစည်းဝေးအတွင်းမှာစစ်တပ်အကြီးအကဲဖြစ်သူ့ရဲ့အခန်းကဏ္ဍကိုမဖြစ်မနေဆွံ့လို့ရပွဲရှိနေပါတယ်။ကောလာဟလာထွက်ပေါ်နေတဲ့ဗဟိုစစ်ကော်မရှင်ရဲ့လူစင်ရဲ့တစ်ထဲမှာတော့တရုတ်နိုင်ငံရဲ့အဓိကစစ်ဘက်ဌာနကြီး၄ခုကိုကိုးစားပြုတဲ့ကျန်းယူရွာ၊ဟူချွမ်းဟွာ၊လျူကျန့်လီ၊ကျန်းရှမ်းမန်၊ချန်တင်ချီ၊ဝေါရန်နွားနဲ့ တုံကျွမ်းတို့ပါဝင်တယ်လို့သိရပါတယ်။တချိန်ကဖြုတ်ချခံရတဲ့အိမ်ရှိဆန်မင်းသားဖြစ်တတ်မှတ်ခံခဲ့ရဘူးသူဟူချွမ်းဟွာကိုတော့စစ်ကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တာမကနိုင်ငံတော်ဒုတိယသမ္မတဖြစ်ပါခန့်အပ်သွားမယ်လို့ဆိုကြပါတယ်။တရရူးဟာရှီကျင်းဖင်ကိုယ်တိုင်အမြင့်ဆုံးခေါင်းဆောင်ဖြစ်မလာခင်ကရယူခဲ့တဲ့ရာထူးနဲ့အလားတရံတူညီနေပါတယ်။သုံးသက်သူတွေကတော့အကယ်၍ဒီသတင်းတွေသာမှန်ကန်ခဲ့မယ်ဆိုရင်စစ်ဘက်အာဏာကိုကျမ်းရီရှားထန်လွှဲပြောင်းပေးရခြင်းနဲ့ဟူချွမ်းဟွာကိုတတ်မှတ်ထားတဲ့စက္ကန့်သူဖြစ်ပေါ်ထွက်လာသေးခြင်းဟာ ရှီကျင်းပြင်ခေရဲ့ညီကုန်းချုပ်ခြင်းကိုအမှတ်အသားပြုလိုက်တာပဲဖြစ်လိမ့်မယ်လို့သုံးသပ်ကြပါတယ်။နိုင်ငံရေးသုံးသပ်ဝေဖန်သူထန်ကျင်းရွန်းကတော့ဒီကောလာဟာလာဟာစစ်ဘက်အတိုင်းဝိုင်းအတွင်းကစတင်ခဲ့တာဖြစ်ပေမဲ့ပအဝင်တဲ့အသေးစိတ်အချက်အလက်တွေရဲ့အဆင့်အတန်းကြောင့်ဒါကိုယုံကြည်ရလောက်တဲ့အခြေအနေတစ်ခုဖြစ်စေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။သူကဆက်လက်ပြီးအကဲရေးဟူချွမ်းဟွာကိုရှီကျင်းပြင်တစ်ချိန်ကအမွေဆက်ခံသူဖြစ်လေ့ကျင့်ပြောထောင်ခံခဲ့ရတယ်လို့မျိုးနေရာချထားမယ်ဆိုရင်သူဟာပေါ်လစ်ဘျူရိုအမြဲတမ်းကော်မတီကိုဝင်ရောက်ရမှာဖြစ်ပြီး အတွင်းရေးမှုချုပ်ယုံရဲ့အဆင့်အမြင့်ဆုံးအတွင်းရေးမှုအဖြစ်တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။ဒါဟာသူ့ကိုပါတီရဲ့အဆင့်ဆင့်ကိုကဲမှုစနစ်အတွင်းမှာရှီကျင့်ဖင်ရဲ့တရားဝင်ဆက်ခံသူအဖြစ်ထိတိယောက်ယောက်ဖြစ်လာစေမှာပါ။အာနာကိုငြိမ်းငြိမ်းချမ်းချမ်းလွှဲပြောင်းပေးခဲ့တဲ့ဟွာကော့ဖန်နဲ့မတူတာကရှီကျင့်ဖင်ဟာသူ့ရဲ့နိုင်ငံရေးလိမ္မာပါနေမှုကောက်ကျစ်မှုကြိုတင်ခံမှန်းလို့မရနိုင်မှုပြီးတော့ထိန်းချုပ်နိုင်ငံကိုပြန်လည်ရယူဖို့ဘလို့အခွင့်အရေးမျိုးကိုမဆိုအသုံးချလို့သိရှိမှုတွေနဲ့လူသိများသူပါ။ ရှီချင်းဖင်ကိုစစ်ဘက်ဆိုင်ရာကိုကဲမှုအာဏာကနေဖယ်ရှားလိုက်ပြီးအထွေထွေတွင်းရေးမှူးချုပ်ယာရုမှဆက်လက် ထားရှိခွင့်ပေးခြင်းဟာအလွန်အန္တရာယ်များတဲ့အစီအစဉ်တစ်ခုဖြစ်လာမှာပါအကျိုးသိအကြောင်းသိအရှိဆုံးဖြစ်နိုင်ခြေကတော့ရှီချင်းဖင်အနေနဲ့ယာရုနှစ်ခုလုံးကနေနှုတ်ထွက်ပြီးဂုံတိုက်ခါရှိရှိအနားယူသွားတာဒါမှမဟုတ်နောက်ထပ်မျက်နှာစုံကြီးအစည်းအဝေးမတိုင်ခင်အထိဆက်နေပြီးမှအပီးပိုင်ဆင်းပေးသွားတာပဲဖြစ်ပါလိမ့်မယ်ရှီချင်းဖင်ရဲ့ပုံကိုရေးလွတ်လပ်ခွင့်ဟာအခုအချိန်မှာကန့်သက်ခံထားရပြီးတော့သူဟာဘ ਹੁ အဆောင်တက်ဘယူရိုဒါမှမဟုတ် စစ်တပ်ကိုယ်တိုင်ရဲ့ထိန်းချုပ်မှုအမှားတော်ရောက်ရှိနေနိုင်ကြောင်းပြောဆိုမှုတွေလည်းရှိပါတယ်။ချီချင်းဖြင့်စန့်ကျင်ရေးအုပ်စုဟာဒီအခြေအနေကိုကင်တွယ်ဖြေရှင်းဖို့အစီအစဉ်နှစ်ရပ်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ပထမတစ်ခုကတော့ချီချင်းဖြင့်ကိုဂုံတိုက်ခါရှိရှိညင်ညင်သာသာယာရုကနေစိမ့်ဝင်ပြုမှဖြစ်ပြီးဒုတိယတစ်ခုကတော့အတင်းကျပ်ဖယ်ရှားခံရတော့မှဖြစ်ပါတယ်။ဒီပြောဆိုချက်တွေကဘယ်တစ်ခုကိုမှလွတ်လပ်စွာအတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့တရုတ်နိုင်ငံရဲ့ပွင်လင်းမြင်သာမှုမရှိတဲ့နိုင်ငံရေးစနစ်ကြောင့်ဒီလိုသတင်းပေါက်ကြားမှုတွေဟာအထူးတလဲသတိပြုစရာဖြစ်လာပါတယ်။ လူတွေပြောလေပြောထားရှိတာကတော့အကယ်၍တရုတ်နိုင်ငံမှာလူအရှင်းဆုံးအမြန်ရထားဘူတာယုံပြိုင်ပွဲတစ်ခုသာရှိခဲ့မယ်ဆိုရင်ရှုံဝမ်ဘူတာကပထမရလိုက်မယ်လို့တောင်ဆိုကြပါတယ်။ရှုံဝမ်ဂျုံဝမ်နိုင်တိတ်ပန်ဥယျာဉ်ရဲ့အလဲဘိုးမှာမြင်မာတဲ့အဆောက်အုံကြီးတွေဟာတတက်ရရတန်းစီပြီးတီးရှိနေပေမဲ့မျက်စိတစ်စုံမှာလူသူလုံးဝမတွေ့ရသလောက်ရှင်နေပါတယ်။ကျဲပြန့်တဲ့လမ်းမကြီးတွေဟာကြောင်းမက်ဖွယ်ကောင်းလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေပြီးကားတွေကလည်းရှားပါလှပါတယ်။တိုက်ခန်းအဆောက်အုံအများစုဟာလည်းဟိုတစားဒီတစားမီးအလင်းရောင်အနှဲငယ်ကလွဲလို့မှောင်မဲနေပါတယ်။ 2018ခုနှစ်မှာအနာဂတ်ရဲ့မြို့တော်တစ်ခုအဖြစ်တည်ထောင်ခဲ့တဲ့ရှုံအန်းဟာရွှေငွေ835.4ဘီလီယံကျော်ရင်းနှီးမြှုပ်မှန်ထားရှိပြီးဖြစ်ပါတယ်။ဒါဟာနယူးယောက်မြို့ကြီး၃မြို့တိဆောက်စာပမာဏနဲ့ညီမျှပါတယ်။ဒါပေမဲ့ဒီကနေ့မှာတော့ဒီမြို့ဟာ၆ကတိတ်ဆိတ်တဲ့တရဲမြို့တော်တစ်ခုဖြစ်တာဆက်လက်တည်ရှိနေသေးပါ။စီဝိုင်းစင်တာတွေလူနေတိုက်ခန်းအစုအဝေးတွေနဲ့ရုံးဆောက်အုံကြီးတွေဟာလည်းအများအပြားလွတ်နေပါတယ်။လမ်းမပေါ်ကမြင်းကြီးတပ်တွေမှာဆိုရင်80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလောက်အထိဟာပိတ်ထားတာဒါမှမဟုတ် ငားရမ်းခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ဒီလိုနေရာတွေဆောက်လုပ်ဖို့မြေနေရာအသိမ်းခံလိုက်ရတဲ့အခြေခံလူဒန်းစားအများပြားဟာအသက်ရှင်ရပ်တည်နိုင်မှုအတွက် DD Taxi မောင်းတဲ့အလုပ်ကိုပြောင်းလုပ်နေကြရပါတယ်။ကျော်ကျေးဖြစ်သူတို့ရရှိခဲ့တဲ့တိုက်ခန်းတွေကိုလည်းပြန်လည်ရောင်းချောက်ဝင်မရှိပါဘူး။ငားရမ်းတဲ့အခါမှာတော့တလားကိုရွမ်းတထောင်ထက်အနည်းငယ်သာပိုရပါတယ်။ဈေးတွေအနည်းကျင်းသာရှိခြင်းစူပါမားကတ်ကြီးတွေမရှိခြင်းအခြေခံကုန်ပစ္စည်းတွေဈေးကြီးခြင်းတို့ကြောင့်တိုက်ခန်းအများပြားဟာဒီတိုင်းလွတ်နေပါတယ်။နေစဉ်ဘဝဟာခက်ခဲနေစေပါပဲ။ ညဘက်တူမှာတော့ရှုံအန်းဟာလူမရှိကားမရှိမီးရောင်မရှိတဲ့မြို့တစ်မြို့ဖြစ်သွားပါတယ်။အွန်လိုင်းပေါ်ကဝေဖန်သုံးသပ်သူတွေတချို့ကတော့တမရရှိချင်းဖြင့်ရမပြီးဆုံးသေးတဲ့စီမံကိန်းတွေရဲ့တင်ကြေတာတစ်ခုအဖြစ်တင်စားခေါ်ပေါ်ခဲ့ကြပါတယ်။ရှိချင်းဖြင့်ကိုယ်တိုင်ပုံကိုရေးရညွှန်ကြားခဲ့တဲ့ကြီးကျယ်ခမ်းနားတဲ့အနာဂတ်အမြင်တွေဖြစ်ပေမဲ့လက်တွေမှာတော့ထင်ထားသလောက်ဖြစ်မလာပါဘူး။ကြက်တယ်ပြက်ပြက်ထွက်ပေါ်နေတဲ့ပြည်သူလူထုရဲ့သုံးသပ်ချက်တွေအရရှိချင်းဖြင့်လက်ထက်ကအကြီးမားဆုံးမပြီးမပြတ်ဖြစ်နေတဲ့စီမံကိန်းကြီး၃ခုကတော့ယွမ်၁၀ထရီလီယံတန်ဖိုးရှိတဲ့ ဆမ်မီကွန်ဒက်တာကိစ္စရက်ဝန်းနဲ့ပိုလန်မှာအစီအစဉ်ပြီးတော့ရှုံအန်းဧရိယာတည်တူပဲဖြစ်ပါတယ်နောက်ထပ်ထင်ရှားတဲ့ဥပမာတစ်ခုကတော့မကာအိုရဲ့တဖက်ကန်းမြစ်တဖက်မှာရှိတဲ့ဟန်ကင်ကျွန်းပါပဲတစ်ချိန်က Great Bay Area လို့ခေါ်တဲ့ခမ်းနားတဲ့ပင်လယ်အော်ကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေတဲ့နဲမြို့တော်တည်ကြီးတစ်ခုအဖြစ်တင်စားခဲ့ကြပြီးနောက်ထပ်မကာအိုမြို့တစ်ခုအဖြစ်စိတ်ဘူးပုံဖော်ခြင်းခံခဲ့ရပြီမဲ့အခုတော့အဲ့ဒီကျွန်းဟာလည်းတရဲမြို့တော်တစ်ခုဖြစ်သွားခဲ့ပါပြီညနေ9:00ဒါမှမဟုတ်6:00လောက်ဆိုရင် လမ်းမတွေပေါ်မှာလူသူကင်းမဲ့နေပါပြီ။ခင်မီယုံအဆောက်အုံကြီးတွေနဲ့စီးပွားရေးဆိုင်ရာအဆောက်အုံစုကြီးတွေဟာတန်ရှင်းတက်ရက်စွာတည်ရှိနေပေမဲ့လစ်ဟာနေပါတယ်။လူကြီးလစ်ဟာမှုနှုံးတွေမြင့်မားနေပြီးဆိုင်ငန်းတွေမှာငှားရမ်းသူမရှိပါဘူး။ကြံပြံပြီးတိတ်ဆိတ်နေတဲ့လမ်းမကြီးတွေတခြားမှာတော့ကားတွေကိုပိုင်ရှင်မဲ့ရန်နာထားတာတွေ့ရပါတယ်။တောက်ပနေတဲ့လူနေတာဝါတိုင်းကြီးတွေနဲ့တချိန်ကအလုံကုန်ယူဝင်ကြွားခဲ့ကြတဲ့ဟန်ကင်နိုင်ငံတကာဘန်နာရေးစင်တာကြီးဟာအခုခါမှာတော့ အခွန်ပလာဟာလာဟင်းလင်းအဆောက်အုံကြီးတွေဖြစ်တာရက်တည်နေပါတော့တယ်။ဒါဟာဘိုးကနေစီမံကိန်းချခဲ့တဲ့အကောင်းမြင်မျှော်လင့်ချက်တွေဟာရက်ဆက်ကြမ်းတဲ့လက်တွေ့ဘဝနဲ့ဘလို့ရင်ဆိုင်တိုက်ဆိုင်တိုးဝေ့ခဲ့တယ်လဲဆိုတာကိုထင်ထင်ရှားရှားပြန်လည်သတိပေးနေတဲ့အရာတွေဖြစ်နေပါတယ်။အိမ်ချမ်းမြေလိုအပ်တာထက်ပိုရှန်နေတဲ့ပြဿနာဟာတနိုင်ငံလုံးအနှံ့ဖြစ်ပွားနေတဲ့စီးပွားရေးကပ်ရောဂါတစ်ခုလိုဖြစ်လာခဲ့ပါပြီ။သုံးသက်သူတွေကတော့ရှီကျင်းဖင်အာနာရလာခဲ့တဲ့အချိန်ကစပြီးဟိုင်နန်ပြည်နယ်ကလွတ်လပ်သောကုန်သွယ်မှုဇုံတွေကနေစလို့ Made in China 2025 season နဲ့ Green Energy လို့ခေါ်တဲ့စိန်လန်းသောစွမ်းအင်လှုပ်ရှားမှုတွေအထိသူလှုပ်ဆောင်ခဲ့တဲ့ကြီးကျယ်ခမ်းနားတဲ့စီးပွားရေးဆိုင်ရာစမ်းသပ်ချက်တွေအားလုံးဤပါဟာထင်ထားသလိုတစ်ခုမှဖြစ်မလာကြပါဘူးလို့ဆိုပါရယ်။တရုတ်နိုင်ငံရဲ့လာမယ့်နိုင်ငံရေးလိုင်းကြောင်းဘလို့ဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ရမှာကတော့စိတ်ဝင်စားစရာအကောင်းဆုံးအခြေအနေတစ်ခုဖြစ်နေပါရယ်။အပြောင်းလဲတွေဘလို့ဆက်ဖြစ်လာမလဲဆိုတာကိုမျက်ခြေမပြတ်စောင့်ကြည့်သွားရမှာဖြစ်ပြီးအခုလိုနောက်ဆုံးရနိုင်ငံရေးစစ်ရေးသတင်းတွေကိုလက်မလွတ်တမ်းနားဆင်ကြနေဆိုရင် ကျွန်တော်တို့ရဲ့ channel လေးကိုလည်း sub subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ